မင်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆုံးရသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်နေပြီးတော့မှအမီမီတီတက်လေပြတ်တမ်းမှုကြောင့်စစ်ဘုချုပ်တကြီးတွေရဲ့ကြားမှာဆိုရင်မိုးရင်းမြတ်တက်နေကြကြောင်းတရားပါတယ် ဒါအပြင်နေပြီးတော့အလေးဝင်တက်ခတ်ခံရမိကိုလည်းစစ်လို့ပြည်များကစိုးရိမ်နေကြကြောင်းသိရပါတယ်။ရမ်းမင်းနယ်မြောက်ပိုင်းကရင်ကယားကချင်းနဲ့ရခိုင်ဒေသများတွင်ထူးဆစ်ဆင်းနေတဲ့စစ်ကောင်မရှင်ကစစ်တပ်အင်အားအများကိုရင်းဒေသများ၌ဆေးလွတ်ထားရသည့်အတွေ့စေယုံချုပ်တရှိရနေပြီးတော့ကိုတော်ရဲတပ်များကအလေးဝင်ရောက်တက်ခတ်ပြီးကိုစစ်လို့ပြည်များကအစိုးရလျက်ရှိနေပါတယ်။ စတက်လော်ဘီတူဖြစ်တဲ့အောင်စရာကလကောင်ရဲ့ Telegram Channel နိုင်နေပြည်တော်လူချုပ်ရဲ့အထူးမြင့်တင်ဖို့လိုအပ်နေတယ်နေပြည်တော်ရဲ့မိုင်းတရားပတ်လက်အတွင်းပြည်ထဲတွင်မရှိစရာဖို့အထူးစီမံချက်ချပြီးဆောင်ရွက်တင်ပါတယ်လို့ရေးသားထားဖြစ်ပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ကကျော်လရေပူပေါင်းချက်များဒီဒရုန်းများအသုပ်ပြုပြီးနေပြည်တော်ရှိအေလက်လေးတပ်ကိုဒရုန်းနဲ့တိုက်ခိုက်တဲ့အပြင်2023ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကလည်း MICC2 ခန်းမကို ဒါရောပြင်ပုံချက်တိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့ပါသေးတယ်။လုံချော်ရဲ့အထူးတင်ချက်ထားတဲ့နေပြည်တော်နိုင်မကြာခဏဒရုန်းနဲ့တိုက်ခတ်ခဲ့ရမှုကြောင့်စစ်ကောင်မရှင်ဟာစီရင်အားအများပြားတိုးချက်ပြီးမြို့တွင်ထိတော်လည်တပ်ဖွဲ့ဝင်များဝင်ရောက်လာမှုကိုအကာအကွယ်ရန်ပုံမလုံဆောင်လာကြောင်းလည်းသိရပါသေးတယ်။ဒီကောင်တွေစီရင်အားအတော်နေနေလို့အခုလိုအော်ဟစ်နေတာဖြစ်မယ်။တပြည်လုံးကိုထုစစ်ပြန်လုပ်နေတော့နောက်မှဟောင်းလုံးဖြစ်နေပုံရပါတယ်။နေပြည်တော်ကဘ ਹੁ ဌာနချုပ်ဆိုတော့အဲ့ဒါကြာသွားရင်တော့စစ်တပ်တစ်ခုလိုပြုံမှာပဲလေလို့အစီအရေးလေးလာသူတို့ကသုံးသပ်ထားပါတယ်။ MBA မှာစုစမ်းတရှိရတဲ့အချက်လက်များအားစစ်ကော်မရှင်ဒီနေပြည်တော်ကိုကာကွယ်ရအတွက်တက်ခရီးတစ်ခွင်အားတပေါင်းလေး၆ကိုဖျက်ချက်ထားသည့်အပြင်ဝန်ထမ်းအင်အားအနည်းတွင်လည်းလှုပ်ချေတင်းကျပ်ထားကြောင်းတရှိရပါသည်နေဘရကိုပုံမှန်ဝင်ထွက်သွားမှခဲ့တဲ့သူတွေကတော့ gate တွေမှာစစ်ဆေးတာတွေနေပါတယ်လူစိမ်းဆိုရင်တော့တေချာကိုစစ်ပါတယ်ဒီမျိုးလုံးမှလည်းစစ်သားတွေအပြစ်ပဲအဓိကမြို့အဝင်းအထက်နဲ့ဌာနဆိုင်ရုပ်တမလှုပ်ချရပုံများပါတယ် စီယိုချုံလန်ပိုင်းကတော့တမန်လူသွားရင်တော့ပြစ်ခရပို့လွဲတဲ့မြေကွင်းလေးကာလမကြီးရတမျိုးတခေါ်ကြီးလို့ရန်ကုန်မှာနေပြီးတော့သူမကြခဏတွားရောက်လည်လာရှိနေတဲ့လုံငန်းရှင်တို့က၎င်းရဲ့မြေတွင်နေရတဲ့ဖြစ်စဉ်ကိုပြောပြချပါတယ်။ချုပ်ပြင်းစေယုချုံနေတော်ရင်တပ်ဖွဲ့ဝင်များခုအောင်မှုမပြုလုပ်နိုင်ရန်ချုပ်တင်ပြင်ဆင်ကောက်ွယ်တဲ့အနေဖြင့်စစ်ကောင်မရှင်ကဆိုပါနေရအနေရှိချေရတချို့ရဲ့နေအများကိုဖယ်ရှားရှင်းလင်းမှုများလည်းပြုလုပ်ထားကြောင်းသိရှိရပါတယ်။ ရင်ပြင်းလေးချောင်းရကာကွယ်ရေးစနစ်အကြမ်းမာတဲ့နေပင်ရဆိုင်ရာပစ္စည်းများကိုပုံမတိုးချက်ထားခြင်းဖြင့်ဒရုန်းစောက်ကြည့်ရဲ့အဖွဲ့များကိုလည်း24နာရီစောက်ကြည့်ရန်ညွှန်ကြားထားကြောင်းမြေပြင်တရေမြေရဲ့တရင်ပြပုတ်ချက်ရသိရပါတယ်။ဆက်လက်ပြီးအစိုးရဝန်ထမ်းအင်အားတွေလွှတ်တော်သမရယုံနဲ့ဟရာရှိအင်အားများကိုပြပရင်ဝင်ထွက်ခွင့်များကိုလည်းတင်းကျပ်စွာဆစ်ဆင်မှုများပြုလုပ်လျက်ရှိနေကြောင်းသိရပါတယ်။ထို့ပြင်မြို့တွင်အချက်ချကြတဲ့နေရာများလမ်းစုံလမ်းကွက်များနဲ့ဝင်း ပေါက်ချက်ပေါက်များတွင်ဘန်ကာများရှာရီတဲများချကာလက်နှင့်အပြစ်ဆိုဖြင့်စစ်သားများကအစောက်ကျနေကြကြောင်းလည်းသိရပါသည်။ဆက်လက်ပြီးတော့တွန်ဆန်မြို့နယ်တွင်ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက်စစ်တပ်က၎င်းရဲ့လက်အောက်ခံဇန်နဝါရီတစ်ဖက်ကိုလက်နက်ခဲယံများဖြစ်သိမ်းပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်အကြံပေးစစ်တပ်က၎င်းရဲ့လက်အောက်ခံ ZRA တပ်ဖွဲ့ကိုလက်နက်ခဲယံများဖြစ်သိမ်းပေးနေကြောင်းချင်းတွန်းလိုက်ရေးတရေမြေကရန်ကုန်ရဲတရေထလာထပ်ပြောကြားထားပါသည် အောက်တိုဘာလ29ရက်နေ့မှအောက်တိုဘာလ29ရက်နေ့ထိစကိုင်းတိုင်းကလေးမြို့မှာအကျန်းဗစ်စတာအင်အားတရားခံနဲ့နိုင်ငံအလက်50ကျော်ကြီးစံ15000ကျော်နဲ့ဒရုန်း5စီးခန့်ကိုချင်းပြည်နယ်တည်တည်မြို့အခြေဆိုင်ခလရ269တရင်အတွင်သို့ရဟယင်းဖြင့်ပို့ဆောင်ပြီးအင်အားဖြစ်တဲ့ကလက်အောက်ခံဇာရီတပ်ဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါသည်။ စကောမရှင်ကကလေးကတည်းတည်သိမ့်မှာအခြေဆိုင်တဲ့ခလာရ269ကိုအောက်တိုဘာလ29ရက်နေ့29ရက်ချင်းအင်အား100လောက်ထပ်ဖြစ်နေပါတယ်ထပ်ဖြစ်ပြီးတော့လက်နေငယ်50ကျော်ပြီးတော့ကြီးစား1500ကျော်သရဝက်5ခုလောက်ကိုပို့နေတာအဲ့ဒီဟာတွေကိုဇဲအာရီစုကိုသူတို့ကလွဲပြောင်းပေးပါတယ်လို့ချင်းတော်လိုင်းရဲ့တရင်မြင့်ကရောင်းခဲ့တဲ့တရင်ဌာနတို့လိုပြောဆိုထားပါတယ်အကြံပေးစကောမရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကျင်းပမယ်ရွေးကောက်ပွဲအပိုင်း1နဲ့ချင်းပြည်နယ်တွင်ဟာခမြို့နယ်နဲ့တည်သိမ့်မြို့နယ်တို့၌ကျင်းပမယ်ဟုကြေညာထားခြင်းဖြစ် ပြီးချင်းပြည်နယ်အတွင်းရှိမြို့နယ်၃ခုတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအကြွဲချင်းပြည်ကောင်စီကတင်ပိုက်ထားတဲ့တွန်းဆန်မြို့နယ်ကိုပြန်လည်တင်ပိုက်နိုင်ရန်လက်အောက်ခံစစ်အရေးတစ်ဖက်ကိုအင်အားဖြစ်သင်းပေးနေကြောင်းသိရပါတယ်။ဇန်ရီကိုဘာကြောင့်အလွယ်ပြောင်းပေးတယ်လဲဆိုတော့စကမကချင်းပြည်နယ်ခြားကတုံးမြင့်နယ်မှာရွေးကောက်ပွဲလုပ်ချင်တဲ့ခါကျတော့ချင်းလန်းကောင်စီက တိန်ထားတဲ့တွန်းဆက်ကိုပြန်သိမ်းယူနေဖို့ကြွယ်ဆက်အရီကိုကူညီပေးပါတယ်။ဆက်အရီကိုကူညီတဲ့ဆိုတာကလည်းဆက်အရီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့သူကအခုရွေးကောက်ပွဲမှာပါဝင်နေတာရွေးကောက်ပွဲမှာဆိုရင်တော့ဘလို့ပါဝင်တဲ့ဆိုတော့ Zoomi National Party ဆိုတဲ့ဆက် MP ကနေကိုစတလောက်၄၀ဦးထပ်ထားပါတယ်။အဲ့ဒီမှာဆက်အရီခေါင်းဆောင်ပိုင်းမှာဆိုရင်တော့ပေါလုမင်းထံပေါ့ပေါလုမင်းထံကအရင်ကချင်းပင်တဲ့လူမှုရေးဝန်ကြီးတာဝန်ယူခဲ့တဲ့တယောက်ပြီးတော့ဂျင်ငိုင်းမန်လည်း အမျိုးသားလွတ်တော်အမဟောင်းဖြစ်ပါရယ်သူတွေပါဝင်မယ်ဆိုတော့အခုဟာကရွေးကောက်ပွဲဖြစ်냐ပွဲတွေဆဲ MP ရဲ့ဇဲရီရဲ့စကမာတို့သုံးဖက်ပူပေါင်းပြီးတော့တွန်းဆက်ကိုပြန်သိမ်းယူခြင်းတဲ့သဘောဖြစ်ပါရယ်လို့ချင်းတော်လည်းရေးတရေမြက်ကရှင်းပြထားပါရယ် ဇန်နဝါရီတစ်ဖက်တည်းစစ်တအနာသိပ်ပြီးနောက်စစ်ကောင်စီနဲ့ပူပေါင်းကချစ်ပြည်နယ်တန်းစံမြို့နယ်အတွင်းရှိတဲ့တော်လင်းတစ်ဖက်များကိုတိုက်ခတ်ခြင်းကြေးရများကိုမိရှုဖျက်ဆီးခြင်းဒေတာနယ်ပြည်သူများကိုဖမ်းဆီးနှိမ့်ဆက်ခြင်းတို့လုပ်ဆောင်ပြီးခြင်း CNA CDF တစ်ဖက်များနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလဲရှိနေကြောင်းလည်းသိရှိရပါသည်။ ။ဆက်လက်ပြီးတော့ခရီးမျိုးစတွေရေးတက်မှတက်ချက်တူရခိုင်တို့အပုခရံတစ်ဖြစ်ထွက်ပြလာပြီးပြည်ရဲ့တပ်ဖွဲ့ဝင်များထံသို့အလေးဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။စကိုင်းတိုင်းခရီးမျိုးစတွေရေးတက်မှတက်ချက်တူမှာရခိုင်ပြည်နယ်စစ်မြေပြင်တို့ပို့ဆောင်ခဲ့ကြတဲ့ဖြင့်ထွက်ပြလာကပြည်ရဲ့တပ်ဖွဲ့ဝင်ထံသို့အလေးဝင်ရလာခဲ့ကြောင်းမော်ရွာမြို့နယ်ပကဖတာဝခန်ကရန်ဝဲတဲ့သတင်းဌာနထံသို့ပြောဆိုထားပါရယ်။ ်အော်တိုဘလာ29ရက်နေ့တွင်ကလေးမျိုးစားတရ6မှတကြက်တူဒီရခိုင်တို့ပို့ဆောင်ခံခဲ့ရသဖြင့်ထပ်ပြင်လာကြတနက်ယူဆောင်လာခြင်းမရှိဘဲမုံရမြို့နယ်ပကဖအမှန်နဲ့တိုင်းနယ်အထူးတက်ခရီးတပ်ဖွဲ့တောကျွဲကြီးပျောက်ကြတဲ့ဖွဲ့နဲ့ချိတ်စကားအလေးဝင်လာခဲ့ကြသိရှိရပါတယ်အနေဝင်ရလာတဲ့သူတွေတနက်မပါဘူးရခိုင်အစက်ကနေထွက်ပြလာပြီးဒီဖက်မှာချိတ်ဆက်တာပါအမြင်ချင်းချိတ်ဆက်မှုပါပဲ ဆဲလနဲ့မပါတဲ့အတွက်ငွေကြေးချင်းမဖို့မရှိပါဘူးဆေးရမှုတွေနဲ့ပတ်သက်မှုတွေရှိမရှိစစ်ဆေးပြီးရင်သူစီကတန်ဖို့ရှိတဲ့တရင်အခြေလက်ရရှိရင်တော့ထောက်ပံ့ပေးဖို့ရှိပါတယ်အလင်းဝင်ကြပါအသက်ကွန်အန်တရမပြုတ်ဘူးဆိုတာအာမခံပါတယ်ဆေးရမှုနဲ့ပတ်သက်ရင်တော့တဆရာတရားစီမှုခံယူရပါမယ်ပြည်ထောင်ခံယူပြီးရင်တော့တာမန်လူလိုပဲပြန်လဲနေထိုင်လို့ရပါတယ်လို့မိုးရမြွနဲ့ပကဖတာဝန်ခံကပြောဆိုထားပြပါတယ် အကျန်းဖက်စစ်တပ်ထံကနေအလေးဝင်ရောက်သူများကိုကြိုဆိုနေပြီးအလေးဝင်သူများကိုလည်းရန်နေချေအကျန်းဖက်နေဆက်ချေများမရှိပဲဆေးရဆုများနဲ့ပတ်သက်မှုမရှိနဲ့၎င်းတို့ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းမိုးရွာမြို့နယ်ပကဖတောင်ဝခန့်ကဖိတ်ခေါ်ကြားလာဖြစ်ပါရယ်ဆက်လက်ပြီးတော့အကြောက်ဖြူတွင်စစ်ကောင်စီက Jet Fighter ပြပုံချက်တိုက်ခိုက်နေရတဲ့ဒေသခံများသေဆုံးထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ် ကြောက်ပြမျိုးနဲ့ဇင်ချောင်းတိုက်နေရှိဇင်ချောင်းကုတ်ဝေးချီရောင်ကိုစစ်ကောမရှိကဂျက်ဖိုက်တာပြင်ပုံချက်တက်ခတ်တဲ့အကျွဲပြီးသူ9ဦးသေဆုံးခဲ့ပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရှိသွားခဲ့တယ်ဟုဒေတာခန့်များထံကနေသိရှိရပါတယ်တရားရှိသူများအားလက်ရှိအခြေအနေစေကုသမှုခံရပြီးတရားပြန်ထမ်းတဲ့သူတွေလည်းပါဝင်ကြောင်းကောင်းဆက်ပြောထားပြပါရယ်လက်ရှိရောနိစ္စရဲ့စီရင်မှုစေကုနေကြပါတယ်တရားပြန်ထမ်းတာလည်းပါပါတယ်လို့ပြောဆိုထားပြပါရယ် စကောမရှင်ဒီအောက်တိုဘာလ30ရက်နေ့တည့်ရက်ထဲမှာပဲရခိုင်ပြည်နယ်ကပုံနာကျွမ်းရတိတောင်ချပြူတို့အားဂျက်ဖိုင်တာဒရော့ပုံများဖြင့်ဆက်တိုက်ပုံကျတခက်နေ့တည်းအတွဲဒေတာခံ6ဦးတင်ဆောင်ခဲ့ပြီး20ဦးခန့်လည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်ကြောင်ရတဲ့ဆက်ပေးမှုကိုဒီမှာပဲကထာနာကိုပြပါရှင်အပင်နာဆင်အတွက်အတူပဲကျဆွတင်ရှိပါရှင်